မေးလေရမှာပြန်လဲကျူစုလိုက်ပါရနော်ဒီနေ့ကတော့စိတ်စိတ်မှုမှုလေးနဲ့ရမ်းဝန်စားလို့ကောင်းတဲ့노စိန်ခေါဆွဲချက်နီလေးကိုလည်းဝင်မြပေးတာပါစက်သားတော့အသားသုံးလဲရတယ်ဒီမှာတော့6နဲ့လဲပင်သုံးထားပါတယ်စက်သားမို့ရဲ့စားလေးရထည့်ပြီးတော့ရတာလေးစိတ်ဝင်အောင်တေချာနှမ်းဆက်အောင်နေထားပေးလိုက်ပါမွေးပဲစိတ်မှုကိုတထုပ်သုံးပါမယ်နော်မွေးပဲစိတ်မှုလေးကိုရေလေးနဲ့ဖြော်ထားပါမယ်တေချာလေးကြည်အောင်လို့လက်နဲ့ပဲတေချာလေးနေထားပေးလိုက်ပါတယ် ပြီးရင်လေကိုကမုတ်ချွတ်ကြရင်မုတ်ချွတ်ထဲ့သုံးလဲရရင်နော်အိမ်မှာတော့ဒီလိုခောက်ဆွဲ ਉਹ ပဲပြန်ပြီးတော့ကြော်စားနေကြဆိုတော့ခောက်ဆွဲလေးနဲ့နဲ့ ਉਹ ပဲဒါစီလေးနဲ့ကြော်လိုက်ပါတယ်။အာကျွတ်ကျွတ်လေးဖြစ်သွားပြီးရွှေညောင်လေးတန်းတဲ့ထီလေးကြော်ထားပေးလိုက်ပါတယ်။ကဲဒီနေထားလေးဆိုရင်တော့ပြန်ပြီးဆက်ထားပေးလိုက်ပါမယ်။ပြီးရင်ကြက်သွန်ဖြူနေခြင်းစီတတ်ပါမယ်နော်။နနွဲမုတ်လေးထည့်မယ်။ကြက်သွန်လေးနိုးနဲ့ချိမှွေထားပေးပါမယ်။ စက်တော်နွန်းသွားပြီဆိုရင်အယောင်နဲ့မုတ်ထည့်လိုက်ပါခဏလောက်လေးပြန်မှွေထားပါမယ်နော်ပြီးရင်တော့ဆွမ်းနာတေချာနေထားတဲ့စက်သားလေးချက်လိုက်ပါမယ်သူ့စီပြန်နေအောင်လုံးပါမယ်နော်ငံပြားကြီးလေးလေးနဲ့နဲ့ပေါက်ပေးပါမယ်စက်သားတွေမာပြီးတော့စီပြောင်းလို့ခဏလောက်မှွေပြီးတော့အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ် ကဲအခုလိုမျိုးစက်သားတွေအကုန်လုံးမာပြီးစီပြန်သွားပြီဆိုရင်တော့ဒီအိုးလေးကိုခဏပြန်ချထားလိုက်ပါနော်ပြီးရင်တော့ရေနွေးကျဲထားပါမယ်အခုလိုမျိုးရေနွေးပွပွက်ဆူလာပြီဆိုရင်တော့စောနာတော့ကပဲစိတ်မုံရေဖြော်ထားတာလေးထည့်လိုက်ပါအရှာသာအတွက်ကတော့စားရတဲ့ကြားရဲ့ချက်ပါနော်အရှာသာတော့ကိုယ်စိတ်ကြိုက်ချိန်ဆပြီးတော့ချက်နိုင်ပါတယ်ပြီးရင်ပဲစိတ်နဲ့လေးပျောက်တည်တည်မှွေထားပေးပါမယ် ပဲစိတ်နဲ့ပျောက်ပြီဆိုရင်တော့စီပြောင်းလုံးထားတဲ့ကြက်သားတွေချက်ပါမယ်။ပြီးရင်ကြက်သွန်တွေဥသေးလေးလည်းချက်မယ်။သူ့ပဲတွေပွာပြီးတော့ကြက်သားတွေလည်းနူးသည့်အထိဇက်တိုက်လေးမှွေထားပေးပါမယ်။ကဲပြီးရင်တော့နိုစိန်လေးတစ်ခုလည်းချက်ပါမယ်နော်။အဖုံးလေးတော့မအုပ်တော့ပါဘူးနော်ဝေကြမှာစိုးလို့ပါ။ ဲဇက်တိုက်လေးမှွေထားပေးပါမယ်နော်ဒီမှာအဖုံးလေးဟာစီဟာစီလှုပ်ထားလဲရတယ်အဖုံးတော့လုံးဝလေးမပိတ်ပါနဲ့နော်ဝေကြမှာဆိုလိုပါကြက်သားရည်လဲနူးပြီးရေလဲကြွားရှားတာလဲကွက်တိဆိုရင်တော့ရပါပြီနော်ကဲအခုဆိုရင်တော့လွယ်လွယ်ကူကူနဲ့ရံကိုစားလို့ကောင်းတဲ့နိုစင်းခေါက်ဆွဲလေးချက်လို့ပြီးတော့ပါပြီ ကိုကတကယ်လို့အုံလို့နဲ့မတည့်ဘူးဆိုရင်တော့ဒီလိုနိုစိမ့်လေးနဲ့တွဲပြီးချက်စားကြည့်ပါနော်ဒီနေရာမှာနိုစိမ့်မသုံးချင်ဘူးအုံလို့ပဲသုံးချင်တယ်ဆိုရင်လည်းဆောနာတော့ကနိုစိမ့်ထဲတဲ့နေရာမှာအုံလို့သုံးနိုင်ပါတယ်ကဲကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်နော်